အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသားမယ့်ဆိုတော့ Road to Elo 2300ကစားပွဲလေးဆက်ပြီးတော့ကစားတောက်မှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကျွန်တော်9လားရှုံးလားကြည့်ရပါတော့နော်။အဲ့ပွဲလေးဆက်လိုက်ပါမယ်။အော်ဒါပွဲရတော့တွေ့ပြီပေါ့နော်။ဒီပွဲကျွန်တော်အမဲပေါ့။အပွဲပြတ်သွားတယ်ဗျ။အဲ့နောက်တစ်ပွဲထပ်ပြီးတော့ရှာလိုက်ပါမယ်။ Okay ဒီပွဲက2300သမားတွေ့ရပါတော့နော်။ Okay ဟုတ်ပြီကျွန်တော်ဒီမှာ E4 E6 ပဲပေါ့။ အဲဒါ French ပဲပေါ့နော်ကျွန်တော်ကစားနေကြတိုင်းပဲသူက D4 ဆိုရင်တော့ကျွန်တော် D5 ပဲပေါ့နော်အဲစားလို့ဆိုရင်တော့ကျွန်တော်ပြန်စားတယ်ဒီမှာတော့သူက Knight C3 ဆိုရင်တော့ကျွန်တော်ဒီမှာ Knight F6 လေးနဲ့ပဲကစားမယ်ပုတ်ကစားရမယ်ပေါ့နော် Knight F6 ပုံမှန်အပြည့်ဆိုရင်တော့ကျွန်တော်တော့တွားပြီးတော့ Bishop D6 တွေပါနေ Knight E7 တွေထွက်ပြီးတော့ Long Kiss လင်းလုပ်တယ်ပေါ့ဒီမှာက Knight F6 ပဲလုပ်လိုက်တော့မယ်အဲဒါကြ Bishop D6 တွားလိုက်မယ်ပေါ့နော် Bishop D6 ပုံမှန် development move တွေပဲဦးစားပေးရှိမယ်ပေါ့ ။ဒါနိုင်ကလာလဲမယ်တဲ့။လာလဲမယ်ဆိုတော့ကျွန်တော်ကဒါလဲစရာတော့လိုတော့မလိုဘောနော်။အဲဒါတစ်ချက်တော့ချက်ပြီးတော့လို့ပါသူအဓိကကျွန်တော်မြင်တော့ဘက်ရှော့အဖိုးလေးနေကျင်တယ်ဆိုတော့တဘောလေးတော့တွေ့တော့တွေ့ရတယ်ပေါ့။ဘက်ရှော့အဖိုးလေးတွားကျင်တယ်လာကျင်တဲ့ပုံစံလေးတော့တွေ့ရတယ်။အဲကြောင့်ချက်လိုက်မယ်ပေါ့နော်။ဒါဘာနဲ့ကာမလဲပေါ့ C3 နဲ့ကာမလားဒါမှမဟုတ် Bishop နဲ့ကာမလားပေါ့ C3 နဲ့ကာမယ်လို့တော့ထင်နေပါတော့နော် C3 နဲ့ကာမယ်တော့ကျွန်တော် E7 နဲ့ပြန်လာမယ်အကြိမ်တော့ Bishop F4 လာမယ်ဆိုရင်တော့ Knight AC လေးခုံပြီးတော့ပြန်ကယ်ထားရမယ်ပေါ့ဒါ Bishop F4 လာမယ်ဆိုရင်ကျွန်တော် Knight AC နဲ့ပဲပြန်ကယ်ရမှာပေါ့နော်ဟုတ်တယ်ကျွန်တော် Knight AC နဲ့ပဲပြန်ကယ်ထားလိုက်ပါအဲ့တော့ကျပုံမှန်အပြင်ဆိုတော့ကျွန်တော် opening မှာအဲကစားကောင်တွေကိုဒေါင်းတွေကိုမထုတ်ကြအောင်ဆိုတာမှန်တယ်ဒါပေမဲ့လိုရတာရင်တော့ထုတ်ကြမှာပဲပေါ့နော်ဒီမှာသွားပင်လာလိုက်မယ်ပြီးတော့ကျ C6 နဲ့ပြန်မောင်းမယ် ပြီးကျွန်တော်နိုင်ကို C7 တွေနိုင် E6 တွေပြန်သွားတော့ရတယ်။ဒီပုံစံနဲ့ကစားမယ်ဆိုတော့ကစားတော့ရပါတယ်။အဲ့တော့လမောင်းမယ်ဆိုတော့ကျွန်တော်ဒီမှာပြန်ပြီးတော့ပြေးထားမယ်ပေါ့နော်။ဒါကြာပြန်ပြီးတော့သူ့ကိုပင်မဲပင်ထားတယ်သူ့ pressure လေးပေးထားစေပဲပေါ့။အဲ့သူ့အနေနဲ့တော့ဘာဒီများတက်လို့မလဲဆိုတော့ကိုကျွန်တော်တို့ကြည့်ရပါပေါ့။အဲ့သူ G4 ကထတ်တက်တယ်ဗျ။ဟုတ်။ကျန်ရအဘိစော G6 ပဲပေါ့နော်သူစားရတော့ပြန်စားမယ်ရုကလာတယ်ရုကလာတော့ကျွန်တော်ဒီမှာဒါပဲသွားရမှာပေါ့ ့ night ကိုအရင်မောင်းလိုက်မယ်ပေါ့နော် night ကိုအရင်မောင်းမယ်ကဲသူက night ကဘယ်သွားမလဲပေါ့အဘယ်ချက်တဲ့ GC စာရတော့ပြန်စားပေါ့ဗျာဒါကတော့ night ကအဲ့ဒီကိုသွားတယ်တဲ့ night သွားတဲ့အချိန်မှာကျွန်တော်ကဒီမှာမပါလို့လို့ရလဲဆိုရင်အကြ rook လေးပဲအဲ e7 e8 လေးပြန်ထွက်ထားလိုက်ပေါ့နော်ပြန်တော့ကျွန်တော်အဲ့နောက်မှာကျွန် night ကိုဒီလိုပြန်ထည့် night c7 night e6 အာဒီ bishop ကိုပြန်ပြီး pressure ပြန်ပေးလို့ရတယ်တိုက်ခိုက်လို့ရတယ်။သူကလည်း night e5 ဒီပါတော့လာတော့လာနိုင်တယ်။ night e5 လာလေဘာမှတော့လုံးလုံးမရဘူးပေါ့။ ဒီကျွန်တော်နိုင်ကလည်း e4 လေးဝင်လို့ရတယ်ဒါလေးလည်းဝင်လို့ရတယ်အနေထားရတော့နှစ်ယောက်လို့အဆင်ပြေလို့ပြောလို့ရတယ်ပေါ့အဲ့ဒါ night c2 လာတယ်ဒါကျွန်တော်ဒီမှာ night ကပြန်ထွက်ကောင်းပါဒါကပြန်ထည့်ရမှာပေါ့နော် night ကကိုကစားကောင်လေးကိုကချောင်းထဲမှာမထားရဘူးအဲကိုကစားကောင်ကနေရာကောင်းမှမရှိလို့ဆင်နေရာကောင်းရအောင်ကျွန်တော်ပို့ပေးရတယ်ပေါ့ဒါကြောင့် night e6 ပြီးရင် night e4 တွေပါဝင်ဒီလိုမျိုးတွေဝင်လို့ရတယ် Knight B4 ကသူ Knight D3 လာမယ်ပြီးသွားဆိုရင် Knight E5 မှာသူကဟိုကမ်လေးထိုးခြင်းတယ်ပေါ့နော်ဒါအားကတော့ကျွန်တော် Knight သူ့တော့မတားဘူးပေါ့အဲကျွန်တော်ရဲ့ plan ကိုနောက်ဆက်ထားခြင်းမရှိဘူးအဲ့တော့ကျွန်တော်ဒီမှာမျိုးလေးပဲသွားထားလိုက်မယ်သွားတဲ့ Knight က E5 ကိုလာမယ်အနေထားလေးတော့တွေ့ရတွေ့ရတယ်အဲတခုရှိတာကကျွန်တော် Bishop Knight စားပြီးတော့ Bishop Knight စားပြီးတော့တင်မှာ Bishop Knight စားတော့တင်မှာထပ်ပုံးဖြစ်သွားမယ်ဒီပြီးတော့ဒီ D4 လေးကလည်းဝိသွားမယ်ပေါ့ဒါမျိုးလေးလည်းလောက်တော့ရတော့ရတယ် အဲ listener နဲ့စားလဲရတယ်ပေါ့နော်ကျွန်တော် night ကို e4 ခုံတော့လဲရတယ်နာ e4 ခုံအတွက်90 93လာမှာပေါ့နော်93လာလို့ဆိုရင်ကျွန်တော်တို့မှာဘာတွေလုပ်လို့ရနိုင်မလဲပေါ့ listener dc ဆိုပြီး sign လဲလဲရတော့ရတယ်ပေါ့နော်လိုပေါ်နာနဲ့ကစားရင်ကောင်းမလဲပေါ့နော် လဲပြီးတော့ကျွန်တော်ကို e4 သွား e4 သွားပြီးတော့ bishop d6 ကျပါပြန်ဆိုင်တယ်အဲကျွန်တော်စားလိုက်ရင်ကောင်းမလားမစားရင်ကောင်းမလားပေါ့နော်တွန်းလိုက်က e5 လာတယ်တကယ်တော့ပြဿနာတော့ရှိတော့မရှိလား g6 ဘုံလေးကိုတိုက်ခိုက်တိုက်ခိုက်တော့တိုက်ခိုက်ထားတယ်ဒါကကျွန်တော်ပြန်မောင်းလို့တော့အဲရတယ်လို့တော့မြင်တယ်ပေါ့နော်ဒါစားလိုက်တော့မယ်ဗျစားလိုက်မယ်စားပြီးတော့ကျွန်တော် knight e4 လေးဝင်ထားလိုက်မယ် မင်းကျွန်ဒီ night က G5 ကိုလာပြီးတော့အဲလဲကစားမယ်ပေါ့နော်ဒီလိုပုံစံလေးနဲ့လည်းစဉ်းတော့စဉ်းစားမိရပေါ့ဒီဘက်ကကောင် AC ပဲအဆင်ပြေရပြတူနာ E5 ဝင်လာလို့ဆိုရင်ကျွန်တော်ဒီမှာလက်ရှိမှာ Queen H4 တွေပါတွားလို့ရတယ်ပေါ့ဒါမျိုးလေးလည်းလုပ်လို့ရတယ်လို့တော့တွေးမိရပေါ့နော်အဘယ်လျှော့ E5 တွေပါများလာမလားပေါ့သူကဒါတော့အာဒီကကျွန်တော်အမြင်တော့ပြောမယ်ဆိုလို့ဆိုရင်တော့ဒီကောင်ကဘာလို့ချင်တာလဲဆိုလို့ဆိုရင် B5 တွေပါတက်ချင်တာပေါ့နော် B5 တက်ချင်တယ် အဲ B5 တက်တာကကျွန်တော်တို့ NL တော့မရှိအဲကျွန်တော်တို့ Knight G5 တော့လိုက်မယ်။စားရင်ကျွန်တော် Queen နဲ့ပြန်စားမယ်ပေါ့နော်။တိုက်စစ်နည်းနည်းလေးမြင်ရမယ်ပေါ့ဒီနားလေးက။ ကျော် F5 တွေပါရတော့တက်လို့တော့ရတယ်ပေါ့နော် F5 တွေပါရ F5 တက်ရတော့ F3 တွေပါရလာမလားအဲ့ဒါကျကွင်းကကွင်းနေရှိုးတော့လို့ဆိုရင်တော့ဒါလာမယ်ဗျာပြီးတော့ကကျ Nike G5 တွေပါရတွားရင်ရောစင်တော့ဒီလိုမျိုးစင်တော့စင်သားလို့တော့ရတယ်ပေါ့နော်92သွားလို့ဆိုရင်ကြတော့92သွားလို့ဆိုရင်92ကလည်း 9F3 ကလည်းပြန်ခွာမယ်ပေါ့ ဒါဆိုရင်ကြတော့ Green D3 တွေပါတော့ဒါတော့ဒါနိုင်တယ်အဲ့ဒါဒီမှာဘာလို့ရင်ကောင်းမလဲဆိုတော့ F5 ဆိုလဲတော့ F3 F5 ဆိုတော့ F3 တက်ပြီးတော့ Knight ကိုမောင်းမယ်ပေါ့နော်ဒါတော့မောင်းမှာပဲမောင်းတဲ့အခါကျမှ Knight ကိုထီထူးသွားလို့ဆိုရင်ပြီးတော့မှ night c4 လေးမှာပြန်လှည့်နေလို့တော့ရတော့ရတယ်လေပုံစံလေးတော့လှည့်နေလို့တော့ရတယ်ဆိုတော့ night ကအဲကြတော့မကြဘူးပေါ့ ဲ့ကြောင့် F5 လေးသွားလိုက်မယ်ဗျာအဲ့ after it up ဝယ်များတယ်ဗောနော် after it တယ်ဟုတ်တယ် after it တော့ကျွန်တော်ကအဲဒီတူးသွားတာပိုကောင်းမယ်အဲ့ဒီတူးသွားရင်သူကပြန်ကယ်ရမှာပဲဗောနော်ကျွန်တော်မြင်တော့နိုင်ဒီတူးပဲသွားရမှာပဲ afford တက်กว่าတွေတော့ရှိရရှိရဒါပေမဲ့ afford တာကျ Nike ကတည်းကခုံပြီးတော့ပြန်နေလို့တော့ရမယ်ထင်တယ်ချက်လို့ရရပါတော့အဲ့ကဲပြီပေါ့နော်တော့ afford တက်ခဲ့မယ်ဆိုရင်ကျွန်တော် Nike က after ရချက်အဲ king က after လာမယ်ဆိုလို့ဆိုရင်ကျွန်တော် Nike တဲ့ rooks လာလို့ရတယ်ပြီးတူကွင်းပြန်ချိန်ထားပြီးသားဆိုတော့ဒါကြောက်ရှာမလို့ပေါ့နော်အဲ့တော့ဒီမှာလုံးမလဲပေါ့နော်အဲ့တော့ rook ချင်းစားမယ်ဆိုတော့ကျွန်တော် rook နဲ့ပြန်စားပေါ့ဗျာဒါကတော့ ်ကွင်းစီ3လေးပဲပြန်လာထားတယ်ဗျကွင်းကအဲ့ဒီလိုပြန်လာတယ်ဆိုတော့လက်ဆလို့တော့မရဘူးဗောနော်အာကျွန်နိုင်က C4 လေးပြန်ဖဲ့ထားလိုက်မယ်အဲ B3 တဲ့မောင်းနေဗျ ပြီးရမောင်းတဲ့အချိန်မှာကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ night e3 တော့ခုံလို့တော့ရတယ် night e3 ခုံသွားမယ်ဆိုရင်အဲ night e3 ပဲခုံသွားလိုက်ပါဘောနော်အကယ်၍အဲ့ဒီမှာဟို night e3 တည်း rue e3 တော့မှာမှာပါတနေ့လေးတော့ဟိုပါဖြစ်တယ် rue e3 ကပိုကောင်းမယ်ထင်တယ်အနေထိုင်တဲ့တကောင်းလေးပါကြာနေကုန်မယ် ဒါကြီးကတကောင်ကြနိုင်တဲ့အနေထားတော့ရှိရပြော F4 တွေတက်မှာပေါ့နော်ဒါဒီ F4 တက်လို့ရတယ်ဒီနောက်ကျွန်တော် root e3 လေးပဲသွားတာပို့ကောင်းတယ်ပေါ့နော် root e3 သွားလိုက်တဲ့သူ queen ချိန်ရတယ်ပေါ့ queen ချိန်တော့သူကစားမယ်ဆိုရင်ကျွန်တော် root queen နဲ့ပြန်စားပြီးလဲကစားလို့တော့ရတယ်ဟုတ်နိုင်ဣတရီယာ F4 တွေပါများတတ်မလားမြေ F4 တက်နည်းနည်းလေးဒုက္ခရောက်မယ်ထင်တယ်ကျွန်တော်တို့အပြန်ကယ်လို့ရပါတယ်ဒီကနေပြ Queen E7 တွေပါနေတော့ပြန်ကယ်လို့ရတယ် ဤ queen e4 ပြန်လာတာပေါ့နော်ဒီလိုတော့ရတော့ရသေးရဲ့ပြဿနာတော့တော့လောဆယ်တော့အဲချက်ချင်းတော့မရှိတော့မရှိသေးဘူးပေါ့နော်နည်းနည်းလေးပေါ်ရစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ h4 နဲ့မောင်းနေပြ h4 နဲ့မောင်းတော့ 这忙呢忙呢呗说呢忙呢，H 说呢毛叫滚一三万多了些，变一片的嘛，大衣，变一片的发夹了些，这别说阿福变人发来了呀，大一这回事，这大山来了些哟，这大山来了些多，大山那边，大山人家变啥，光了一百变呀嘛，哎，些那那就完了，我 queen အိတ်ဆက်သွားမယ်ဆိုတော့ g5 ထပ်လိုက်လို့ရတယ်ဒီ knight ကိုဘယ်လိုပြန် save ကမလဲပေါ့အဲ့တော့ queen e7 သွားရင်တော့ bishop f4 လာမယ်ဗျအဲ့ခါကျရင်မလုပ်လို့ရနိုင်မလဲနည်းနည်းတော့ခတ်သွားတယ်ဗျနည်းနည်းကျွံသွားတဲ့အနေထားတစ်ခုပေါ့နော် ဒီနာက H4 ပဲစားမှရရမယ်ထင်တယ်ဗျ H4 စားရင်သူက group night ကိုစားဗျာစားရင်ကျွန်တော်ပုံနဲ့ပြန် sponsor အဲဒါဒါပဲရရမယ်လေကျွန်တော်မြင်တယ်ဗောနဒါပဲစားရမယ် H4 ပဲစားလိုက်တော့မယ်ပုံနှလုံးနဲ့ piece တကောင်နဲ့လဲလိုက်တလို့ဖြစ်သွားတာဗောအဲဒါစားရင်ပြန်စားဖို့ရတာတော့ အဲ့ဒါကြဒီမှာပြန်စားထားပေါ့အဲ့ဒါဒီမှာချက်ပေါ့ဗျာတဘေရှောင်းနဲ့ကားတယ်ပေါ့ဘေရှောင်းနဲ့ကားရင်ကျွန်တော်ကဒီမှာဘာလို့လို့ရနိုင်လဲဆိုတော့ group call လို့တော့ရတယ်နော်အဲ့တော့ group ဒီ refill တင်ထားပြီးတော့ default ထပ်စားမယ်ပေါ့အဲ queen e2 တွေ queen e2 တွေပါတော့လို့ဆိုရင်ကျွန်တော်ဒီကနေပြီးတော့အဲ skewer တွေပါတော့မှာဆိုလို့ပေါ့နော်အဓိကကတော့ အဲ့ကြ default ထပ်စားလို့တော့ရတယ် default ထပ်စားတော့အောက်ကချက်ပြအချက်ဆိုကျ king ကဒီကြောင်ထဲဝင်နေလို့ရတယ်ပြဿနာတော့လောလောဆယ်တော့မရှိတော့မရှိဘူးเนาะဒါစားလို့တော့ရတယ်အဲ့တော့ကစားကောင်တစ်ကောင်ပေးပြီးတော့ဘွန်းတောင်းလုံးပြန်ရထားတဲ့အနေထားတစ်ခုတော့ရှိရပေါ့ဒါကြောဒီ h7 မှာနေလိုက်လို့ရပါတော့လွယ်ကူချက်မခံတဲ့နေရာမှာပဲနေမယ်ပေါ့ အဲဒီလိုလေးပြန်လာထားတယ်တဲ့အဲ့ဒါ before ထပ်စားခြင်းစားလို့တော့ရတယ်ဒါပေမဲ့သူကဘာလုပ်မှာလဲပေါ့နော်အဲ့ဒါလည်းလိုက်ကြည့်ရသေးတယ်အာ check လို့ဆိုရင် check ထားလိုက်မယ်တလက် check ပြီးတော့ကျွန်တော်ကဒီမှာအာပိုးတွေပဲလိုက်စားမယ်အနေထားတစ်ခုတော့ရှိတယ်သူကကျွန်တော်ကွင်းတွေပဲလဲဖို့ရှိတာအဲနော်လည်းတော့ဘာမှတော့မရှိသေးဘူးပေါ့နော်ဘာမှမရှိသေးတော့ကျွန်တော်ဒီမှာ ပုံးမဲ့ပေါ်တင်ချိန်ချားရမယ်ပေါ့နော်ကြာကွင်းလာတိုက်လို့လည်းမရကွင်းလာတိုက်လည်းကြာတရချက်မှာချက်လို့ရှင်တော့ကွင်းကြအောင်မယ်ပေါ့တော့ကင်းရလုံးနေအဲတိုက်ရှိရထားတယ်ဆိုတော့မဆိုးတော့မဆိုးဘူးပေါ့အေတူတို့ဘယ်လိုပြန်ကဲမလဲစိတ်ဝင်စားဖို့တော့ကောင်းတယ်အေတူဘာနဲ့ဘာနဲ့ပြန်ကဲမလဲပေါ့ တွေ့ရဒီဘက်ရန်ကြီးကတော့အားနေွားတယ်ပေါ့နော်ဒီဘက်ရန်ကြီးကကွင်းဒီဒူနဲ့ပြန်ခဲ့တယ်ဗျကွင်းဒီဒူနဲ့ပြန်ခဲ့ရင်ကြာပွန်းလည်းမပေးခြင်းဟုတ်လုံလဲလို့ရှင်နေတယ်โอเคအဲ့တော့ကျွန်တော်ဒီမှာ root ရဲ့ chat လဲဆင် chat အင်း chat ဘာမှတော့မရဘူးနော်ဘာမှမရတဲ့အနေထားတစ်ခုမှာအပြတ်မေးပါဗျာပြတ်ချိန်မယ်ဗျာ အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကိုရင်းနေပါ H5 တွေပါတော့ဒီပါလို့မလဲပေါ့ကျွန်တော် H1 နေရာနေလိုက်ချက်မယ်လို့ပါလို့ပါနော်အလွဲတော့ကြည့်လိုက်မယ်ဒီအောက်ကနေပြီးအချက်မှာပေါ့ ကင်းမလုံတဲ့အနေအထားတစ်ခုဖြစ်နေပါတော့တစ်ဖက်ကဒါဒီမှာဘေရှားနဲ့ပဲပြန်ကာမလားတော့မပြောတော့ဘေရှားနဲ့ကာကြံကိုင်းနဲ့ပြန်ချက်မှာပဲအဲ့ဒါကိုင်းဘေရှားနဲ့ကာကြံကိုင်းနဲ့တရားချက်မှာပေါ့အကွင်းနဲ့ကာကြံတရား root နဲ့ချက်လို့ရတယ်အဲ့တော့ကျွန်တော်ထပ်ပြီးတော့အဲကိုင်းနဲ့ root နဲ့ချက်ရင်ကောင်းမလား group နဲ့ချက်ဗျာအဲ့ဒါတင်ကြဒီမှာ group နဲ့ပဲပြန်ချက်မယ်ထင်တယ် group နဲ့ချက်ညကိုင်းနဲ့တော့ချက်လို့ဆိုရင်ကျတော့ဗျာတော့ root နဲ့ကာကွက်ရှိရ root နဲ့ကာလို့ဆိုရင်ကျွန်တော်အဲ့မှာအဲထပ်လိုက်မဲ့နေရာမရှိအဲ root နဲ့ချက်တဲ့အချိန်ကျတော့ဗျာကျတော့ root နဲ့ချက်တဲ့အချိန်မှာကျတော့ကာ root နဲ့ကာလို့မရအောင် root နဲ့ကာကျတော့ဒီမှာအဲတီးဖြစ်သွားတီးပဲယူရမှာပေါ့ဗျာတော့ကျမနိုင်ဘူးလို့ထင်တယ်ဒီဟာထပ်ပြီးတော့အဲကျမနိုင်ဘူးလို့ထင်တယ်ပေါ့နော်တီးပဲယူလိုက်တာပေါ့ ဒီနေ့ထားမှာကအာခက်တော့ခက်သွားတယ်ဗောနော်နေရာလေးကဒီမှာဗောနော်ကျွန်တော်ဒီနားလေးပြန်ပြဒီမှာဗောကျွန်တော်ဒီမှာကအာအကဲပြေဗောနော်ဒီမှာကျွန်တော်ဒီမှာကွင်းနဲ့သွားချက်မယ်ဆိုရင်ကွင်းနဲ့တော့ချက်မယ်တဲ့ rook net ကမှာဗျာကွင်းနဲ့ကပေါ့ rook net ကလည်းခါကြတယ်မလို့ထရမရှိတော့အဲတဲ့ချက်ကွက်မရှိတော့လို့ဆိုသူကပြန်လာချက်တော့ပြန်လိုက်ခါရမယ်ဗောနော်ဒီနေထားအဲ piece တကောင်နေနေတော့ ပြန်လိုက်ခဲ့မယ်။နောက်တစ်ခါကျဒီနေထားမှာကကျ root net ဆင်းချက်တဲ့အခါပေါ့နော်။အချက်လက်ချက်မှာကျဒီမှာကျတော့ root net ကလို့မရအောင်။ root net ကကျွန်တော်ကိုင်းနေတော့ချက်မှာသူချက်လို့ရတယ်။ဒါကြီးကပင်ဖြစ်နေအဲ့ဒီ root ကြီးကြပါမှာ။အဲဒါဆိုရင်ဒီရှုံးသွားမှာပေါ့နော်။အဲ့တော့ကျွန်တော်အဲ့ဒါများကာမလားဆိုပြီးစောက်မကာဘူးပေါ့။ Okay ရောက်ပြီ။အဲ့ဒါကျဒီပွဲလေးရတော့တည်ကြပါရယ်ပေါ့နော်။ Okay ครับเอ่อကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ဒီကစားပွဲလေးကတော့ဒီလောက်ပါပဲ။ ပွဲကတော့မိုက်တော့မိုက်တယ်ပေါ့နော်ဒါတစ်ဖက်ကလည်း2300ကျော်ပေါ့โอเคရောက်ပြီအဲ့တော့ဒီကစားပွဲလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာပြည်ကျင်တာတခုခုရှိလို့ရှင်ကျွန်တော်ကိုမေးခဲ့လို့ရပါတယ်အဲ့ကြော်ဒီဗီဒီယိုကိုအစားဆုံးလိုက်အားပေးကြတဲ့ကျောင်းစီကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှပြန်ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ